โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြက်ကောင်းကျော်ပါဒီနေ့ခေတ် page ကနေကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ဒီနေ့ day 4ဖြတ်ပြီးတော့တွေ့ရအောင်ပေါ့နော်ဒီကနေ့ကျွန်တော်ပြောပြပေးခြင်းတာကတော့ command line mode ရယ် navigation ရယ်အဲ့နှစ်ခုအကြောင်းပြောပြပေးခြင်းတယ်ဆိုတော့ command line က command line mode နဲ့ပတ်သက်ပြီးတော့ခြေစေးရောတော့ကျွန်တော်အရှေ့အကဒီ video 3မှာတော့ကျွန်တော်ပြောခဲ့ပြီးပြီးတော့ကျွန်တော်ထင်တယ်ဆိုတော့ပြန်ပြီးတော့ဇာတ်လမ်းပြန်စရမယ်ဆိုရင် command line mode ကအာ mode ၃ခုရှိတယ် share mode ရှိတယ် operation mode ရှိတယ် configuration mode ရှိတယ် Cisco မှာဆိုကျွန်တော်တို့ပါရှိတယ်ကျွန်တော်တို့ user mode တွေရှိတယ် right ဒီမှာလေကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တခါလဲလက်တွေ့ပြလာမယ်ပေါ့နော်နော် Cisco mode တွေဆိုရင်ပါ mode တွေရှိတယ် Cisco မှာဆိုရင်အာ user mode ရှိတယ်ပေါ့နော် user exclusive level လို့ပြောလို့ရရယ်ပေါ့နော် user mode တွေရှိတယ်နောက်က privilege exclusive level ပေါ့နော် privilege mode ရှိတယ် configuration mode ဆိုတာရှိတယ်ပေါ့နော်တခြား interface configuration mode တွေ set interface configuration mode တွေအရောရှိတယ်ပေါ့နော်ဒါထားပါတော့ အဓိကတော့ကျွန်တော်တို့အာ Cisco မှာဆိုရင်ကျွန်တော်တို့ဒါမျိုးလေးတွေနေအဲဒီမှာအာဒီကောင်းကိုကျွန်တော်ဖွင့်ကြပါပထမဆုံးကျွန်တော်တို့ဒီ greater sign လေးပေါ့နော် Cisco မှာဆိုရင်နော်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်နော်ခဏလေးပထမဆုံးကျွန်တော်တို့ Cisco မှာဆိုရင် ဒီလို greater size size ပေါ့နော် greater size အဲ့ကောင်လေးဆိုကျွန်တော်တို့ကဘာလဲဆိုတော့ဒီကောင်ဒီ user exclusive level ဒါမှမဟုတ် user mode လို့ခေါ်လို့လည်းရတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဘာလဲလဲ config လို့ရိုက်လိုက်ကျွန်တော်တို့အဲ en လို့ရိုက်လိုက်ပဲထဲဝင်သွားတယ်ကျွန်တော်တို့ဒီ share size လေးကိုရောက်သွားတယ်ပေါ့လားအဲကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော် en ဆိုတဲ့ command ကြီး enable ပေါ့နော် enable လုပ်လိုက်လဲဆိုရင် share size လေးကိုရောက်သွားတယ်ဆိုတော့ share size ကကြတော့ဘာ mode လို့ခေါ်လဲဆိုတော့ဒီကောင်ဒီ privilege exclusive mode လို့ခေါ်တယ် အဲ့ဒီမှာမှကျွန်တော်တို့က share size ဟိုမှာ enable လုပ်ပြီးွား config cyfrg ကို config ကတာမီနေပေါ့သူရဲ့အရှိကကြီး config ကတာမီနေအတူကောက်ရတော့ config d ပေါ့ cyfrg d ပေါ့နော် config d လို့ကျွန်တော်တို့ရှိုင်းလိုက်တာ ਨੇ ဒီရှေ့မှာ config config ပေါ့နော် config နဲ့နောက်က dollar sign လေးတည်းရောက်သွားမယ်အဲ့ဒါကြီးဘယ် mode လဲရောက်သွားပြီလဲဆိုကျွန်တော် global configuration exclusive level ကိုရောက်သွား Global mode လို့ခေါ်တာပေါ့နော် configuration mode လို့လည်းခေါ်လို့ရတယ် global mode လို့လည်းခေါ်လို့ရတယ်ပေါ့နော် โอเคဒါဟွက်လဲပါဘောနော်ဘာပဲဖြစ်ဖြစ်အဲတူတူပဲโอเคဒီကျွန်တော်တို့ယူနီဖာမာကြတော့သူကဘယ်လိုလဲဆိုတော့ယူနီဖာမာကြတော့ပထမဆုံး root level ပေါ့နော်ဒါအရှိရပီပီဥမာလေးပြောပြပါ යි root account နဲ့ဝင်မယ်ဆိုရင်ပထမဆုံးဆော့ဆော့ရောက်လာပြီဒီကောက်ကိုကျွန်တော်တို့ဘာမုတ်လို့ခေါ်လဲဆိုတော့ share mode လို့ခေါ်တယ်။များတော့အဖြစ်ကတော့ linux command တွေတုံးလို့ရတယ် file ကို copy ကူးတာတွေ create လုပ်တာတွေ delete လုပ်တာတွေလုပ်လို့ရတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်တို့က cnr ဆိုတဲ့ command လေးကိုရိုက်လိုက်ပြီးတော့ ရလိုက်ပဲလေရောက်အောင်လို့ greater size အဲ့ဒါကိုကျွန်တော်တို့ကဘာ mode လို့ခေါ်လဲဆို operation mode လို့ခေါ်တယ်ပေါ့နော် operation mode operation mode မှာတော့များတော့ဒီပင်းပြန်တာတွေ tracer လိုက်တာတွေအာနောက်တစ်ခုကကျတော့ခြားဟာတွေပေါ့နော်ကျွန်တော်တို့ဒီမှာပင်းပြန်တာတွေရှိမယ်ဗျာ tracer လိုက်တာတွေရှိမယ် network tools နဲ့ပတ်သက်တဲ့ဟာတွေ ssh တွေ tenet တွေနော်နောက်တစ်ခုကကျတော့တခြား configuration mode တွေပေါ့နော်ဒါကတော့ network level ပေါ့နော် network 2နဲ့လုပ်လို့ရတာတွေများတယ် နောက်တစ်ခုကကျကျွန်တော်အဲ့ဒါလေးကိုမှ edit ပဲရိုက်ရိုက် EDI edit ပဲရိုက်ရိုက် configure ပဲရိုက်ရိုက်ရိုက်လိုက်မယ်ဆိုရင် share site ထဲရောက်သွားမယ်အဲ့ဒါတော့ကျွန်တော်က configuration mode လို့ခေါ်တယ်ဗောနော်ဒီ configuration mode မှာကျတော့ကျွန်တော်ကဘာတွေလုပ်လို့ရလဲဆိုတော့အကုန်ဒီ device မှာရှိတဲ့အမြ create လုပ်တာလေးနော်အာ delete လုပ်တာလေး configuration မှာလည်းမြတ်အကုန်လုပ်လို့ရတယ် Cisco ရဲ့ global configuration mode နဲ့တူတူပဲအကုန်လုပ်လို့ရတယ်ဗောနော်ဟုတ်ပြီနောက်တစ်ခုကကျတော့အဲ့ဒီ mode တွေကိုသိပြီဒီ scenario တွေကိုစကြည့်အောင် ပထမလို့ login တဲ့သူက root နဲ့ဝင်ပြီးတော့ ns နဲ့ရိုက်ပြီးပါအဲ့တော့ root mode နဲ့ဝင် root နဲ့ဝင်မယ်ဆိုရင် share video မှာကျွန်တော်ပြောခဲ့တယ်ဘယ်ဟဲ့ရောက်သွားမလဲ aod root နဲ့ဝင်နေဆိုရင်เนาะ exit ကိုကိုပြန်ထိုင်ထားရမယ်เนาะ okay comment မနေပဲနဲ့တဲ့เนาะအဲ့တော့ comment နေပြီးလိုက်ပါအောင်ကျွန်တော်ရှင်းမှာ create လုပ်ခဲ့တာလေးရှိအောင်အဲ error commit ပေးတဲ့ message statement okay သူ့အတွက်ကျွန်တော် password မပေးရသေးဘူးပြောချင်တယ်เนาะအဲ့တော့ဒီကောင်လေးကျွန်တော် password လေးပြန်ပေးလိုက်မယ်ပေါ့เนาะ set uh system

Na? This is the man that got me fidget. Oh, so that's my heavy idea. Yeah, 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 yeah. A date. E D I D. A date. Sister, what not? Eh, canary. Oh, sorry, do not check yet. Yeah. Uh, a date. Sister. Uh, user, what not? A date. Sister. Login. User. nhạc con cho assistant login user nhạc con cho ấy mà set class di, super user đó set class di, super user bây giờ bị tao này phải bị đó comment này bị right, nó khá là ít lại đi con โอเคပြီးွားရေကျွန်တော်တို့ကအိစင်းနဲ့ထွက်လာမယ်ရခါကျွန်တော်တို့ root level နဲ့ဝင်မယ်ပေါ့နော် root level နဲ့ဝင်မယ် ao do asd 1 2 3 eh shift 1 2 3နော် asd 1 2 3 shift 1 2 3အဲ့တော့ဟုတ်ပြီအဲ sorry root asd 1 2 3 shift 1 2 3နော် okay မှန်ပါပြီအဲ့ပထမဆုံးဘယ်ထဲကိုရောက်သွားလဲဆိုတော့ share mode ထဲကိုရောက်သွားတယ် အဲ share mode ထဲကိုရောက်သွားတယ်ဆိုရင်ကျွန်တော်တက်ကြရနော်ကျွန်တော်နှစ်ချက် ear hold တက်ထားပြီးကြာမှာအဲ share mode ထဲကိုရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးဘာလုပ်မလဲဆိုတော့အာ share mode ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကတွေ့ scenario တွေတစ်ချက်ကြည့်အောင် scenario မှာဘာလုပ်ခိုင်းထားလဲ ns ကိုရိုက်လိုက်ပါတဲ့ပြီးရင် dot profile ကိုဖွင့်ကြည့်ပါတဲ့ okay တစ်ချက်စမ်းကြည့်ရဒါကတော့ linux command တွေပဲပေါ့နော်အဲ့တော့ ns နဲ့ရိုက်လိုက်မယ် file ရှိတယ် history တွေ log တွေ profile တွေပေါ့နော်အာဒီ cache file ရှိတယ် okay အဲ့ဒီမှာမှကျွန်တော်က dot profile ဖွင့်ကျင်တယ်ဆိုပြီး cat dot တက်ကြီးလေးခေါ်လို့လည်းရရပေါ့နော်တက်ကြီးပဲခေါ်ရမှာပေါ့နော် dev cat profile နဲ့ဖွင့်ကြည့်လိုက်လို့ရတယ်ဒါဒီ profile ထဲမှာပါရှိတဲ့ဆိုတော့ဖွင့်ကြည့်တာနော် okay နောက်ဘာလုပ်ခိုင်းထားလဲဆိုတော့အဲ့ profile ကို copy ပြီးတော့ profile ကို profile 2ရဲ့ကို copy ကူးလိုက်ပြီးတော့ပြန်ပြီးတော့ထည့်ကြည့်ပါဟာတဲ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ copy ပေါ့နော်အဲ sorry ကျွန်တော်တို့ copy ပေါ့ copy.profile ကို profile 2ကို copy ဝင်လိုက်အဲ့တော့ ns နဲ့ပြန်ကြည့်လိုက်ရင် profile 2လေးရောက်လာပြီပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုကျွန်တော်တို့က remove ပေါ့နော် dot profile 2ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ဖြတ်လို့ရတယ် ns နဲ့ပြန်စစ်ကြည့် profile 2မရှိတော့ဒါ linux command တွေတော့လို့ရတယ် share ပေါ်မှာဒီလိုမျိုး file ကိုဖြတ်လို့ရတယ် create လုပ်လို့ရတယ် copy ကူးလို့ရတယ်ဆိုတော့ပြောပြတယ်အဲ့တော့ move to the operation mode and set the interface you had it အဲ့တော့ operation mode ကိုသွားမယ် operation mode ကိုသွားမယ်တော့ CIR လေးနဲ့ yai ပြီး interface block ရှိတယ်ဆိုဆက်ဆက်မယ်ဆိုကျွန်တော်တို့က show command နဲ့ဆက်လို့ရတယ်ပေါ့နော်ဒီမှာ question mark နဲ့ခေါ်ကြည့်တယ်အဲ့ဒီမှာ show ဆိုပါတယ်ဒီမှာ question mark နဲ့ထောက်ကြည့်တယ်ဒီမှာသုံးလို့ရတဲ့ဟာတွေပေါ့နော် clear ရှိတယ် configure ရှိတယ် file ရှိတယ် monitor ရှိတယ်နော်နောက် code ရှိတယ် pin ရှိတယ် show ရှိတယ်အဲ့ထက်မှာ show နောက် question mark ထပ်ခေါ်ကြည့်ဘာကိုခေါ်လို့ရလိမ့်လဲထားပါတော့ကျွန်တော်တို့ show interface ရတာရတာပေါ့ show interface တက်ကြီးနဲ့ခေါ်ရလဲရတယ်နော်ဒီနေရာမှာ i n ဆိုတဲ့နေရာမှာသူကနှစ်ခုလာကြတယ်ဘာဆက်ရိုက်မှမသိဘူးအဲ့တော့ကိုက t လေးကိုနှိပ်ပြီးတော့ space လေးနဲ့ခေါ်ပြီးတော့လေးသွားလို့ရတယ်နော်တက်ကြီးနဲ့လည်းခေါ်ပြီးသွားလို့ရတယ်ဘာကွာလဲဆိုတော့ space က command တွေကိုသူကသူအလိုလေရောက် finish ပြအောင်လုပ်ပေးတယ်တို့တော့တက်ကြီးကြတော့အတက်ကြီးတဲ့တူတူပဲဒါပေမဲ့ဘောလုံးနေနဲ့ခုနလိုမျိုးမြက်ကောင်းကြောလို့တခုပေါ့နော် customer engineer ထည့်လိုက်တဲ့ ဘောလူးတွေကြတော့ spin နဲ့ပုတ်လို့မရဘူးတက်ကြီးနဲ့ပဲထည့်လို့ခုံလို့ရတယ်ကောင်းတဲ့ချက်က Cisco နဲ့ကောင်းတဲ့ချက်က Cisco မှာဆိုဘောလူးတွေအကုန်ပြန်ရိုက်ရတာဖြစ်တဲ့အတွက်အမားပါနိုင်တယ်ညားတယ်ဒါပေမဲ့ Juniper မှာတော့အာဘောလူးတွေပြန်ရိုက်ကြမလို့တက်ကြီးပဲခုံခုံသွားပဲပေါ့နော်အဲ့ဒီစနစ်ဒါမှ Cisco မှာပါလာမယ်ဆို share mic ပဲလို့ကျွန်တော်ထင်တယ်ပေါ့နော် so okay ထားလိုက်ပါတော့ show interface question mark နဲ့ခေါ်ကြည့်ဘာတွေရိုက်လို့ရတယ်အင်တာဖေ့တစ်ခုရေးစီရေးကြည့်လို့ရတယ်ဒါမှမဟုတ်အကုန်လုံးကြည့်လို့ရတယ်ရွှေနာပဲ brief နဲ့ ည်လိုက်မယ်ဆို interface တစ်ခုရေးစီကိုအသေးစိတ်ကြည့်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးအကောလုံးကိုကျွန်တော်တို့ထည့်ကြည့် control c နဲ့လည်းထွက်လို့ရတယ်လို့နော် control c နဲ့လည်းထွက်လို့ရတယ်လို့နောက်တစ်ခုကကျူနဲ့လည်းထွက်လို့ရနော် linux လိုမျိုးကျူနဲ့လည်းထွက်လို့ရတယ်နော်အကောလုံးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က space တွေ space တွေပုတ်ပြီးတော့လीအန်နာတွေအန်နာတွေအန်နာခောက်ရတော့တချောင်းကြီးစီကြာတာပေါ့နော် အနာခေါအကြောင်းကြီးကြီးကြတာစိတ်ပုတ်မယ်ဆိုတော့ဒီဘိုက်ကြီးကြီးကြပါပါနော်စိတ်ပုတ်မယ်ဆိုဒီဘိုက်ကြီးကြီးကြအဲ့လိုမဟုတ်ဘူးကိုကမကြည့်ရင်တော့တခါရတန်းသွားခြင်းလေဆိုကိုထုတ်စီမဟုတ်ရင်ကြီးကိုနှိပ်လို့ရတယ်နော်ဒါတော့ navigation ကြရတော့ထပ်ပြီးတော့ပြောပြရမယ်အရာလေးအများကြီးပဲအဲလောလောဆယ်ကျွန်တော်တို့က show system question mark နဲ့ခေါ်ကြည့်လိုက်မယ်အဲ့ဆို show show interface နော် show interface question mark နဲ့ခေါ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာအဲထဲမှာကျွန်တော် trace ပေါ့နော် trace ပေါ့ t ပဲဟောရဲ o b 2 အဲ trace ပေါ့နော် display trace out ပေါ့ဗျာဒီရ IP trace ပေါ့နော်အဲ့တော့ show interface trace နဲ့ကြည့်အောင်နော် trace နဲ့ကြည့်မယ်ဆိုရင်ဒီဒီမှာ IP ရေပေါ့ဒါလောလောဆယ် IP ပေးထားတာမရှိဘူးပေါ့နော်လာမပြနောက်ပိုင်းကျအများကြီးအဲ့ဒါကြီးကြည့်ရအောင်နော်နောက်ပိုင်းကျကျွန်တော်တို့အဲ့ show interface trace show interface trace show interface trace နဲ့ပဲကျွန်တော်တို့သွားမှာပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုဒီကောင်ကျွန်တော်တို့ပြီးပါပြီ move to the configuration mode using the edit and configure တဲ့ဟုတ်ပြီเนาะအဲ့ဒါလေးပြောပြမယ်အဲ့ဒါတော့ကျွန်တော် shape by လေးပြောခဲ့တယ် configure mode ကိုတွားမယ်ဆိုရင် configure နဲ့လည်းတွားလို့ရတယ်လို့ edit နဲ့လည်းတွားလို့ရတယ်เนาะအာဥပမာ sorry edit နဲ့လည်းတွားလို့ configure mode ကိုတွားမယ်ဆိုရင် edit နဲ့ရိုက်ပြီးတွားလို့ရတယ်လို့မျိုးပဲနောက်တစ်ခါ configure ဆိုပြီးတော့ရိုက်ပြီးတော့တွားလဲရတယ်ဒါကတော့ share video လေးမှာလည်းကျွန်တော်အများကြီးပြောခဲ့ပြီဒီ host name change ပေးပါတဲ့နော် host name change ပြီးတော့အဲ့ဒီ host name ကို save မှတ်ထားပေးမယ်ဆိုတော့အဲ့ဒါဆိုရင်အဲ့ဒါမကတ်ဘူး host name change တာက sister sister ကိုကဘာရမှန်းမသိ sister question မနဲ့ခေါ်ကြည့်အဲ့မှာ host name ပါလား sister sister host name ပါရယ်နော်အဲ့တော့ host ပြေးပါပုံလို့လည်းရတယ်နော်တက်ကြီးခေါ်လို့ရတယ်နာမည်ချိန်လိုက်မယ်နိ question မနဲ့ခေါ်ကြည့်ဘာထည့်ရအောင်လဲဒီကြည့် cisco လိုမျိုးပဲ question မနဲ့တုံးတဲ့ဥစ္စာဒီ cisco ပုံစံလိုမျိုးပဲဒါကြကျွန်တော်ကပြောချက် uniform learning လုပ်မယ်ပထမဆုံး ccia level ပြီးတော့ပြီးအောင် ccia level ပြီးမှ uniform learning လုပ်တာအကောင်းဆုံးပဲပထမဗီဒီယိုမှာလည်းပြောခဲ့တယ် Rosses ချင်းမှာလို့ Cisco ဒီ Standard Landing Firewall မှာဆို Firewall တို့ဒီ Standard Landing Cloud မှာဆို AWS တို့ AWS ဒီ Standard Landing ပေါ့နော်အဲ့ဒါလေး Standard Landing တခုဖြစ်တယ် Load Balancer တွေမှာဆို F5 Standard Landing နော်အဲ့ဒါမျိုးတွေပေါ့ဆိုတော့ Host Name အဲ့တော့ R1 လို့ကျွန်တော်ပေးလိုက်မယ်ပြီးရင်ဒီမှာ R1 လာမပေါ်သေးဘူးနော်တွေ့လားအဲ့တော့ commit ကိုကျွန်တော်နှိပ်ပေးလိုက်မယ်ခဏဆို commit ပြီးတော့သူ r1 root at r1 ဆိုပြီးလာပြီးတော့ပေါ်လိုက်မယ်နော်ဒီ scenario လေးပေါ့ ကျွန်တော်တို့ခဏဆောင်မယ်နော်ဆိုတော့ဒီမှာ host name chain ပါပြီเนาะ root @r1 ဆိုပြီး chain ပါတယ်ဆိုတော့ okay command mode ကိုကျွန်တော်တို့ပြီးွားပြီပြီးွားရကျွန်တော် navigation လေးကိုဆက်ရအောင်เนาะအဲ့တော့ navigation ကိုမဆက်ခင်မှာ command line နဲ့ပတ်သက်ပြီးဆိုရင်နှစ်ခုရှိတယ် predefine ရှိတယ် user customer လောက်လိုက်တာရှိတယ် user customer လောက်လိုက်တာ value လို့ခေါ်တယ်ဥပမာခုနလိုမျိုးပေါ့နော်အာ set system a login user မျက်ကောင်းကျော် set system login user မောင်မောင် set system login user ကျော်ကျော်အဲ့လိုမျိုးထည့်လိုက်တာလေဒီကျော်ကျော်လို့မောင်မောင်လို့မျက်ကောင်းကျော်လို့ဒီ value တစ်ခုဖြစ်တယ် set system login user ကြတော့ predefine လုပ်ထားတဲ့ command ဖြစ်တယ်ဒီနေရာမှာတိရမှာက state ပုတ်တာပဲဖြစ်ဖြစ် set ပုတ်တာပဲဖြစ်ဖြစ် predefine command တွေဒီ auto finish ပြပေးတယ်တို့တော့ဘောလူကြတော့ကျွန်တော်တို့တက်ပြီးခုံမရမှာပင်နေတယ်မရအောင်เนาะအဲ့ဒါကိုနားလဲမှာရမယ်အဲ့တော့ဘာလို့ဒီအားတွေပြပြနေလဲဆိုတော့ဒီကောင်းတွေကိုနားလဲထားမယ်ဆိုရင်ခင်ဗျားတို့ကြိုက်တဲ့ banner ပုံမှာဆို command line ရဲ့ behavior အကောင်းကောင်းတုံးလို့ရတယ်ဗျာကျွန်တော်တို့ရေးအဲ့ PA လို့ပြောလို့ဆို command line ကိုအရင်မတုံးဒါပေမဲ့တုံးဖို့ကြုံလာတယ်ဆိုရင်လည်းအဲ့လောက်ထိ worry မများဘူးဘာလို့လဲဆိုတော့ junifa command ကိုရိုက်မရမယ်ဆိုအဲ့ FortiGate တို့ ပီတို့ command တွေအတာလေးရိုက်လို့ရတယ်။ဆိုများတော့ပြောတော့ fortinet တွေ PDF တွေ UI နဲ့သွားတာပေါ့နော်။ဒါပေမဲ့လည်း command ရိုက်ရမယ့်အခြေအနေမျိုးနဲ့ကြုံလာမယ်ဆိုရင် AAC စစ်ရရပေါ့နော်။ဆိုတော့အာဒီမှာက login တူတယ်တဲ့။သူ့ scenario လေးစမ်းကြည့်အောင်။ login တူတယ် root နဲ့ဝင်ပြီးတော့ question mark ကိုခေါ်ကြည့်လိုက်ပေါ့နော်။အဲ့တော့ကဲ root နဲ့ root user နဲ့ဝင်ပြီး question mark ခေါ်ကြည့်အောင်နော်။ Okay. โอเคပါเนาะ root user နဲ့ဝင်မယ် version man နဲ့ခေါ်ကြည့်မယ်ဆိုတော့အခုဒီကောင်းလေး exit ပြန်ဖတ်လိုက်မယ်เนาะ exit exit ပါเนาะအဲ့တော့ root user နဲ့ဝင်မယ် password ကျွန်တော်ထည့်ပေးလိုက်မယ်ပါเนาะ password ထည့်ပေးလိုက်မယ်ပြီးရင် question man နဲ့ခေါ်ကြည့်လိုက်မယ်เนาะ question man နဲ့ခေါ်ကြည့်လိုက်မယ်โอเคဒီမှာတော့မရသေးတယ်အဲ့ခဏနေကျွန်တော်ဟွာစာလေးဝင်လိုက်မယ်ပါเนาะ operation mode ပြီးရင် question man နဲ့ခေါ်ကြည့်လိုက်မယ်ဆိုရင် clear ရှိတယ် coffee ကရှိတယ် fine တို့ head တို့ လောက်တို့ဒါတွေက operation mode မှာရိုက်လို့ရတယ် command တနည်းအားဖြင့်ပြောရရင်ဒီကောင်ကိုကျွန်တော်တို့က header command လို့လည်းခေါ်တယ်နောက်တစ်ခုက leading command လို့လည်းခေါ်တယ်ပေါ့နော် header command လို့ leading command လို့ဆိုတာအဓိကကတော့အမိတ်ပေးခိုင်းစေတဲ့ command တွေပေါ့နော်ဥပမာ show ပြပါလို့ save မှတ်ပါလို့ restart ချပါလို့ဒါတွေဒီ network tool တွေလည်းဒီမှာအရှိရာဗီဒီယိုမှာပြောခဲ့တယ်နော် operation mode မှာ network tool တွေတည်းလို့ရတယ်နောက်တစ်ခုကဒီမျိုး restart ချတာတွေ request လုပ်တာတွေ show တွေလည်းတောင်းလို့ရတယ် နောက်တစ်ခုကဓာတ်တွေဒီ set တို့ edit တို့เนาะဒီမှာတော့မပါဘူး operation mode မှာတော့ပါတယ်ဒီကောင်လေးရောနောက်တစ်ခုက operation mode မှာဆိုရင်ဟို question mark နဲ့ call လိုက်မယ်ပေါ့เนาะပုံမှာ activate တို့เนาะဒါက commit တို့ set တို့ edit တို့အဲ့ကောင်လေးအကုန်လုံးဒီဓာတ်တွေအကုန်လုံးဒီ leading command လို့လည်းခေါ်တယ်เนาะကျွန်တော်တို့ကအဲဒီ big command လို့လည်းခေါ်တယ်เนาะအရှိဆုံးမှာရှိတဲ့အတွက် big command လို့ leading command လို့ header command လို့လည်းကျွန်တော်တို့ကခေါ်လို့ရတယ်ပေါ့เนาะအဲ့ဒီနောက်ပိုင်းမှာမှာအခုထားပါတော့ကျွန်တော်တို့က အဲ set ပေါ့နော် set system host name set system host name host name တကူပြင်ပေးပါဒါတွေကြောက်ကျွန်တော်က set command လို့ခေါ်တယ် sub command ပေါ့နော် set command လို့ခေါ်တယ် lead command တော့ကနေလိုက်တာဖြစ်တယ် set command လို့ကျွန်တော်ကပြောလို့ရတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်တို့အမှ question mark တွေခေါ်ပြီးွားပြီတုံးလို့ရတဲ့ဟာတွေပြောပြီးွားပြီတက်တီးခုံလာပြီပေါ့နော်ဥပမာထားပါတော့ show ဥပမာထားပါတော့ set in စပေးပါနဲ့ပုတ်လိုက်တူတူ auto cap auto complete လုပ်ပြီးဒါမှမဟုတ်ကျွန်တော်တို့တက်ကြီးနဲ့ခွန်မယ်ဆိုတော့လေ auto complete လုပ်ပြီးเนาะအဲ့ဒီနေရာမှာကျွန်တော်ခဏနေ show rn speed bar full rn နှစ်ခုရှိတယ် ingress လည်းရှိတယ် interface လည်းရှိတယ်ဘာကိုပြမယ်မသိဘူးရတယ် to နှိပ်ပြီးတော့ speed bar ပဲပုတ်ပုတ်တက်ကြီးပဲပုတ်ပုတ်တခါတည်းသူဒီ auto complete ဖြစ်သွားတယ်เนาะအဲ့တော့ဒီနေရာမှာလည်းကျွန်တော်တို့ဒီလိုသွားလို့ရတယ်လေဟိုရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့လိုမျိုးပဲပေါ့เนาะအဲ့တော့ update ထားပါတော့ system login တဲ့ user question မဲ့လည်းခေါ်ကြည့်မျက်ကောင်းရော်ရှိအဲ့ဒီမျက်ကို MYAD ရိုက်ပြီးတော့သိပါပုတ်မရဘူးဒါပေမဲ့တက်ကြီးဆိုရတော့ auto complete လုပ်ပေးတယ်ပြောချင်တာ volume တွေဆိုရင်ကျွန်တော်တို့က auto complete ဖြစ်နေတယ်ဆိုရင်တက်ကြီးနဲ့ရိုက်နောက်တစ်ခုကကြတော့ဒီကောင်လေးဆိုရင်တခြား UU သူ့ရဲ့ predefined command တွေဆိုရတော့အာသိပါပုတ်လို့ရတယ်ဒါကတော့ CCIA နဲ့ Cisco နဲ့တူတူပဲကွာဝါတာက Cisco မှာ volume တွေကျွန်တော်တို့ကကိုပိုင် ဗောလူးတွေတုံးကျင်နေဆို copy ကူရတာပေါ့နော်ဒီမှာကတော့ကျွန်တော်တို့က AAC စီအစဉ်ပြေတယ်ပေါ့နော်အေးတက်ကီခေါ်လိုက်တာနဲ့ရတယ်ပေါ့နော်နောက်တစ်ခါဒီမှာကျွန်တော်တို့က control A ကိုနှိပ်မယ်ဆိုရင် Cisco တိုင်းပဲ control A ကိုနှိပ်မယ်ဆိုရင် command line ရဲ့အခြေစိုးကိုဒီ cursor လေးကရောက်သွားတယ် control E ကိုနှိပ်မယ်ဆိုရင် cursor လေးဒီဒီ command line ရဲ့နောက်ဆုံးကိုရောက်သွားတယ် control w ဆိုရင်တူဒီတခုခြေစီဖြတ်သွားတယ်နော်တခုခြေစီဖြတ်သွားတယ်နော်ဒီမှာတခုခြေစီဖြတ်သွား edit system uh login အဲယူတာဒီမှာဆို NOG မှာကျွန်တော်တက်ကြီးခေါ်လို့မရအောင်တွေ့တာအဲ့တော့နောက်က live မှာ NOG live log virtual ID နဲ့ပြီးတော့မှကြာရယ်နော်အဲ့ဒါလေးသိရမယ် edit system login user မြက် ကောင်းကြော် okay အကောင်လုံးဖြတ်ချိန်လဲဆိုတော့ကျွန်တော် control ဒီမှာလေ control u control u ဒီတစ်ချောင်းလုံးဖြတ်သွားတယ်နော်အဲ့လိုမျိုးလေးရှိတယ်ဆိုတော့ဒါက navigation နဲ့ပတ်သက်ပြီးပြောပြတာအဓိကတော့ speed တွေတက်တွေ predefine တွေ follow တွေကိုတီးဖို့အရေးကြီးတယ်ဆိုတော့ okay ဒီ recording ရိုဒီမှာခဏရက်ထားမယ်။နောက်ကြရကျွန်တော်နောက်ဒီရိုမှာတော့ဒီထက်ပိုပြီးတော့ advance ဖြစ်တဲ့အပိုင်းလာတော့မယ်။အခုကျွန်တော် share လုပ်ပေးရတယ်ဒီ Juno JSCI ကို business to advance ဒါကြည့်ပြီးခင်ဗျားတို့ JSCI level 105ကို A to Z ဖြေလို့ကြားရလုံငန်းကမှာတော့ဦးမယ်တော့ကျွန်တော်ထင်။အားလုံးပဲ page မှာပဲဖြစ်ဖြစ် YouTube ပေါ်မှာပဲဖြစ်ဖြစ် like and share ဒီ channel လုပ်ပေးပါ။ like and share လုပ်ပေးနေကြတာလေဒီကျွန်တော် video ပေါ့စေကျွန်တော်လည်းမဟုတ်တော့ကျွန်တော် famous ဖြစ်ကျွန်တော်လည်းမဟုတ်ဘူး။ခင်ဗျားတို့လိုမျိုးပဲတခြားလူတွေလည်းပြင်ညာကြအောင် 那 OK，现在呢，光影刚刚完，那 OK，那就叫另外位，再来。